ပရိသတ်များအားလုံးပဲမင်္ဂလာပါမင်းသမားရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster season ကနေပြန်လည်ကြိုဆိုပါရစေကျမကတော့ကြူချမ်းပါဒီဘက်မှာတော့ဒေါန်ဆန်းစုကြည်ကိုလွမ်းသူပန်းခွေပေးပို့ရဲလို့ BBC သတင်းဌာနကဖော်ပြတရောင်ဖန်ဝေထားတဲ့သတင်းအမှားပုံဟောင်းတွေနဲ့ထိုင်းနိုင်ငံလမ်းမထက်တိမှာကိုဗစ်ကြောင့်လူသေဆုံးတယ်ဆိုတဲ့သတင်းမှားနဲ့ Israel Iran ပြပခါနဲ့မြမလူမှုကွန်ရက်ပေါ်ကသတိပြုစရာသတင်းတူတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာပါရှင် တောင်ဆန်းစစ်ကြေးမွေးနေ့မှာရန်ကုန်မှာရှိတဲ့အိန္ဒိယတန်ယုံကနေလွမ်းသူပန်းခွေပြပုတ်ခဲ့ရဆိုပြီး BBC ကဖော်ပြသလိုပုံစံမျိုးနဲ့ဖြန့်ဝေထားတဲ့သတင်းအမှားအကြောင်းကိုအရင်ဆုံးပြောပြချက်ပါတယ်။ဂျွန်လ19ရက်နေ့ဟာမတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့တဲ့ဖြစ်ပါတယ်။ မိုင်းဝဲ Telegram Channel ကနေဇွန်လ19ရက်နေ့မှာအိန္ဒိယတန်ယုံကဒေါ်စုမွေးနေ့အတွက်ပန်းစည်းပေးတာကို BBC ကဒေါ်စု အတွက်လွမ်းသူပန်းခွေပို့ရဲဆိုပြီးတော့ post တင်ထားတယ်လို့ရေးသားဖြန့်ဝေထားတာပါ BBC Burmese Facebook page ရဲ့သတင်းဖော်ပြမှုအဖြစ်ပုံတပုံနဲ့အတူဖော်ပြထားတာပါဒီအကြောင်းကို Telegram channel နဲ့ group ၅ခုမှလည်းပြန့်နှံ့နေသလို Facebook မှာလည်းပြန့်နှံ့နေတာကိုတွေ့ရပါတယ် တောင်ပြန်မှိုင်းဝေချန်နယ်ကနေအရင်နေ့မှာပဲအိန္ဒိယတန်ယုံကအမေစုအတွက်လွမ်းသူပန်းခွေပိပို့ကြောင်း BBC သတင်းဌာနကြီးမှဖော်ပြဆိုပြီးတော့နောက်ထပ်တစ်ကြိမ်ထပ်မံဖြန့်ဝေထားပါသေးတယ်။ဒီကြောင်းရံနယ်ပတ်သက်ပြီးတော့မြစမကအချက်လက်စစ်ဆေးခဲ့ပါတယ်။ဒေါန်ဆန်းစတီရဲ့မွေးနေ့နဲ့ပတ်သက်ပြီးတော့အိန္ဒိယတန်ယုံရဲ့လက်ဆောင်ပေးမှုနဲ့ပတ်သက်လို့ BBC ရဲ့သတင်းဖော်ပြချက်ကိုဖတ်ရှုတဲ့နေရာမှာလွမ်းသူပန်းခွေနဲ့ပတ်သက်တဲ့စကားလုံးကိုလုံးဝမတွေ့ရဘဲဂုံပြုတ်ပန်းစီပေးပို့ခဲ့တယ်လို့ပဲရေးသားထားတာကိုတွေ့ရပါဗျ။ Facebook မှာဖော်ပြတဲ့သတင်းတွေကိုပြန်လည်ပြုပြင်ထားခြင်းမထားခြင်းကြည့်ရှုလို့ရတဲ့ view edit history ကိုကြည့်ရှုတဲ့အခါမှာလည်းမပါတာကြောင့် BBC ကသတင်းဖော်ပြမှုဟာပြုပြင်ထားခြင်းမရှိတာကိုတွေ့ရမှာပါနောက်ထပ်ပြန့်နှံ့နေတဲ့ပုံကိုကြည့်မယ်ဆိုရင်အဖြူရောင်နောက်ခံနဲ့27မိနစ်အကြာမှာရပ်ယူထားတဲ့ပုံဖြစ်ပြီးဒီပုံတစ်ခုပဲပြန့်နှံ့နေတာဖြစ်ပါတယ်။ BBC လိုကြည့်ရှုမှုများတဲ့မီဒီယာအနေနဲ့အခုလိုမှားယွင်းဖော်ပြမိမယ်ဆိုရင်တခြားသူတွေကပါ screenshot ရပ်ယူပြီးတော့ဖြန့်ဝေကြမှာဖြစ်ပေမဲ့ အခုပြန့်နှံ့နေတဲ့22မိနစ်ကြာတဲ့ပုံတပုံပဲပြန့်နှံ့နေတာကိုတွေ့ရပါတယ်။ဒါအပြင်ဘသူတွေကဒီပုံကိုဖြန့်ဝေကြသလဲကြည့်အောင်ပါ။စတင်ဖြန့်ဝေတာကစက်ကောင်စီ lobby channel ဖြစ်တဲ့မိုင်းဝေ telegram channel ပါ။ Facebook ကပြန့်နှံ့မှုကိုကြည့်မယ်ဆိုရင်လေဒီပုံကိုဖြန့်ဝေတဲ့အကောင့်တွေဟာစက်ကောင်စီကိုထောက်ခံတဲ့အကောင့်တွေဖြစ်နေတာကိုတွေ့ရပါတယ်။တခြားမိနစ်တခြားပုံစံနဲ့ screenshot မျိုးမတွေ့ရပဲအဲဒီမိုင်းဝေကစတင်ဖြန့်ဝေတဲ့ပုံတပုံတဲကိုပဲအသုံးပြုနေကြတာကိုလည်းတွေ့ရပါတယ်။ ဒါကိုကြည့်ရင်ဒီပုံဟာ BBC မြန်မာပိုင်းကသတင်းဖော်ပြမှုကိုပြန်လည်ပြုပြင်ပြီးတော့ဖြန့်ဝေထားတာဖြစ်တဲ့အကြောင်းကိုအတည်ပြုနိုင်ပါတယ်။ဒါကြောင့်တုံဆန်းစုကြည်မွေးနေ့မှာမြန်မာမှာရှိတဲ့အိန္ဒိယတန်ယုံကနေလွမ်းသူပန်းခွေပေးပို့တယ်လို့ BBC မြန်မာပိုင်းကသတင်းဖော်ပြတယ်ဆိုတဲ့ပုံဟာပြုပြင်ဖန်တီးထားတဲ့ပုံဖြစ်ပြီးတော့လူအများအထင်လွဲအောင်ပြုလုပ်ထားတဲ့သတင်းမှပဲဖြစ်ပါရဲ့ရှင်။ အခုနောက်ထပ်အနေနဲ့ထိုင်းနိုင်ငံရဲ့လမ်းမတချို့မှာကိုဗစ် -19 ရောဂါကြောင့်လူတွေလဲကျတည်ဆုံနေရတဲ့ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါ TKHHN နာမည်နဲ့ Facebook Seminar ကနေဇွန်လ15ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာအခုတလောတချို့လူတွေသွာလာနေရင်လဲကျသေဆုံးနေတာတွေ့ရတယ် လူအယောက်30ကျော်တည်ဆုံးခဲ့တယ်လို့သိရတယ်လမ်းမပေါ်မှာတင်တည်ဆုံးခဲ့ရတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ COVID-19 ရောဂါကူးစက်ခံရမှုနှုန်းမြင့်တက်နေတယ်လို့သိရှိရသည်အားလုံးသတိထားကြပါအသွါလာစင်ကြင်ကြပါလို့ရေးသားပြီးတော့ပုံ၅ပုံနဲ့အတူဖြန့်ဝေထားတာပါအဲ့ဒီပုံတွေထဲမှာတော့လမ်းမတွေပေါ်မှာလဲကျနေတဲ့သူတွေနဲ့အတူဘေးမှာဝိုင်းပြီးတော့ကူနေတဲ့သူတွေကိုတွေ့ရပါတယ်ဒီ post ကိုစိုက်နှစ်သက်သူ200ကျော်ရှိနေပြီဖြစ်ပါတယ် ဒီ post ကိုဇွန်လ12ရက်နေ့ကလေးကဖြန့်ဝေထားတာကိုတွေ့ရပြီးပြန်လည်ကူးယူဖြန့်ဝေသူတွေလည်းရှိနေပါတယ်ဒီအကြောင်းအရပါပုံနေနဲ့ပတ်သက်ပြီးတော့ Google Image Search ကနေတဆင့်ရှောက်ပွေစစ်ဆေးခဲ့တာမှာ PDL People နာမည်နဲ့ Facebook Seminar ကနေပြီးခဲ့တဲ့2021ခုနှစ်ဇူလိုင်လ28ရက်နေ့မှာယနေ့ဘန်ကောက်ထိုင်းနိုင်ငံလို့ရေးပြီးတော့ပုံငါးပုံနဲ့အတူဖြန့်ဝေထားတာကိုတွေ့ရပါတယ်။အဲ့ဒီပုံတွေဟာအခုပြန့်နှံ့နေတဲ့ပုံတွေနဲ့အတူတူပဲဖြစ်ပါတယ်။တရုတ်သတင်း website တစ်ခုဖြစ်တဲ့ sharenews. TNAO တီမှာလဲ COVID-19 နဲ့ပတ်သက်တဲ့ထိုင်းနိုင်ငံကအရေးပေါ်အခြေအနေအဖြစ်တရုတ်လိုရေးသားထားပြီးတော့ပြီးခဲ့တဲ့2021ခုနှစ်ဇူလိုင်လ29ရက်နေ့မှာဒီပုံတွေနဲ့ပဲသတင်းဖြန့်ဝေထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာ COVID-19 ရောဂါကြောင့်လက်မတွေမှာလူတွေလဲကျတည်ဆုံနေတယ်ဆိုတဲ့ဓာတ်ပုံတွေဟာဟိုးလွန်ခဲ့တဲ့2021တုန်းကပုံတွေဖြစ်ပါတယ်။အခုလိုပုံဟောင်းတွေကိုပြန်လည်ဖြန့်ဝေပြီးတော့လူတွေထိတ်လန့်အောင်ရေးသားဖြန့်ဝေထားတာပဲဖြစ်ပါတယ်ရှင်။ တရားပါနဲ့မှာကမ္ဘာအနှံ့ကစိတ်ဝင်စားနေကြတဲ့အစ္စရေးနဲ့အီရန်တို့ဂျားကပြိပခါနဲ့မြန်မာကသတင်းတူတွေအကြောင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်။ဆက်လက်နေကြီးတွေပြစ်နေတဲ့ရုပ်တံဖိုင်တွေလက်နက်ကြီးပုံတွေစပေးရှောင်နေတဲ့ရုပ်တံတွေပါ။ဒါတွေကိုညံရည်တုနီးပညာ AI နဲ့ဖန်တီးထားတာတွေရှိသလိုရုပ်တံဖိုင်အဟောင်းတွေကိုပြန်လည်ဖြန့်ဝေတာတွေကိုလည်းတွေ့ရပါတယ်။ဘာလို့ဒီလိုမျိုးရေးသားမြေသားကပြိပခသတင်းတူတွေကိုမြမလူမှုကွန်ရက်ပေါ်မှာဒီလောက်အသေးအံဖြန့်ချိနေကြသလဲဆိုတာစဉ်းစားစရာပါ။ အဓိကအကြောင်းရင်းနှစ်ချက်ကိုတွေ့ရပါတယ်။ပထမတစ်ချက်ကတော့ social media ကပေးတဲ့ဝင်ငွေရရှိဖို့ပါ။ Facebook, TikTok, YouTube စတဲ့ channel တွေကနေပေါ်ပြတဲ့ post တွေဟာ social media company တွေဘက်ကနေတတ်မှတ်မှုအမျိုးမျိုးတွေကိုကြော်ဖြတ်ပြီးတော့ဝင်ငွေဖန်တီးလို့ရတဲ့အစီအစဉ်တွေရှိနေတာပါ။ကိုယ့်ရဲ့ဖန်တီးမှုကိုလူကြည့်များလေဝင်ငွေများလေပါပဲ။ ဒါကြောင့်လူကြီးများအောင်စိတ်လှုပ်ရှားစေတဲ့ထိလွယ်ရှာလွယ်ဖြစ်စေတဲ့ဒါမှမဟုတ်ဒီလိုမျိုးဖြစ်နိုင်ခြင်းရှိတဲ့သတင်းတူတွေကိုတမင်ဖန်တီးပြီးတော့ဖြန့်ဝေနေကြတာပါဒါမှလည်းဝင်ငွေများလာမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဒီလိုဆက်မျက်နာတွေအကောက်တွေရဲ့တန်ဖိုးမြင့်တယ်မို့ပါ like နဲ့ follower တွေအများကြီးရထားတဲ့အကောင့်တွေကိုပြန်လည်ရောင်းဖို့အတွက်ရည်ရွယ်ပြီးတော့လူများစိတ်ဝင်စားတဲ့အကြောင်းအရာခေစားနေတဲ့အကြောင်းအရာထိလွယ်ရှလွယ်ဖြစ်ပြီးတော့လူတွေရဲ့ခံစားချက်ကိုအလွယ်တကူရယူနိုင်တဲ့အကြောင်းအရာမျိုးတွေနဲ့ပတ်သက်ပြီးသတင်းတူတွေကိုဖန်တီးဖြန့်ဝေနေကြတာပါ follower များလာတာနဲ့အများဒီဆမ်မင်နာရီရဲ့တက်မိုးဟာလည်းမြင့်တက်လာပြီးတော့စီးပွားပြစ်ပြန်ရောင်းလို့ရှာနေတာပါဒီလိုသတင်းတူတွေပြန့်နှံ့တော့ဟာအကျိုးပြစ်တွေရှိနေပါတယ် တိုတိုင်းတဲ့အချိန်အတွင်းမှာဝင်ငွေအနှဲငယ်ရတာဒါမှမဟုတ်ဒီဇာမျက်နှာတွေကကြော်ကြလာတဲ့မျိုးရှိလာနိုင်ပေမဲ့ရေရှည်မှာတော့စိုးကျိုးတွေအများကြီးရှိလာနိုင်ပါတယ်။သတင်းဖောင်းပွားမှုသတင်းတူတွေအများပြားလာတဲ့အခါမှာဘေဟာကသတင်းတူဘေဟာကအဆက်ဆိုတာခွဲခြားရခက်လာပါတယ်။ဒါကြောင့်ပြည်သူတွေကြားမှာတကယ်သိတဲ့သိထိုက်တဲ့သတင်းမှန်တွေဟာသတင်းတူတွေကြားမှာပျောက်ပွေသွားနိုင်ပါတယ်။သတင်းတူအစိတ်တင်ခြင်း တာဝန်ယူမှုမရှိဘဲအမှားယွင်းတွေကိုတမင်တကာဖန်တီးဖြန့်ဝေတာဟာပြည်သူတွေကိုသတင်းတုအစိတ်တန့်စေတာနဲ့အတူတူပါပဲအချက်လက်မှားတွေကိုအကြင်ကြင်မြင်တွေ့နေရတဲ့အခါတဖြည်းဖြည်းနဲ့ဒါတွေကိုအမှန်လို့ယူဆနိုင်ပါတယ်ဒီလိုမှားယွင်းတဲ့အသိမြင်တွေအတွေးခေါ်တွေရရှိစေနိုင်ပါတယ်ယုံကြည်မှုပြပြစေခြင်းသတင်းမှန်တွေကိုတင်ပြနေတဲ့သတင်းဌာနတွေနဲ့မီဒီယာတွေအပေါ်ပြည်သူရဲ့ယုံကြည်မှုလျော့နေသွားစေနိုင်ပါတယ်။နောက်ဆုံးမှာဘယ်သတင်းကိုမှမယုံတော့ဘဲအခြေအနေမျိုးရောက်သွားနိုင်ပါတယ်။လူမျိုးရေးဘာသာရေးယုံကြည်မှုပြက်တနာ နောက်ဆုံးတစ်ခုကတော့လူမျိုးရေးနဲ့ဘာသာရေးယုံကြည်မှုပြဿနာပါ။သတင်းတူတွေကနေတဆင့်အမုန်းတရားတွေလူမျိုးရေးဘာသာရေးအထိကယုံတွေဖြစ်အောင်လှုပ်ဆော်တာတွေလည်းပါဝင်လာကြောင်းမြန်မာနိုင်ငံလိုတမိုင်းအဆက်ဆက်ပြိပခါပြဿနာတွေရှိပြီးသားဖြစ်တဲ့အခြေအနေမှာအလားတူသတင်းတူတွေကိုပြည်ရင်းစမှာထည့်သွင်းအသုံးပြုပြီးတော့ဖြန့်ဝေတာတွေဖြစ်လာနိုင်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ဝင်ငွေရရှိဖို့ဒါမှမဟုတ် like နဲ့ follower များဖို့အတွက်သတင်းတူတွေဖန်တီးဖြန့်ဝေတာဟာတာဝန်မဲ့တဲ့လောက်ရဖြစ်သလိုလူ့အဖွဲ့အစည်းပေါ်မှာလည်းဆိုးရွားတဲ့တက်ရောက်မှုတွေရှိစေပါတယ်။ ဒါကြောင့်စာဖတ်သူတွေအနေနဲ့ကိုဖတ်လိုက်တဲ့သတင်းတိုင်းကိုချက်ချင်းမယုံကြည်လိုက်ပါနဲ့။ဘသူကရှိတာလဲ၊ဘယ်မီဒီယာကထုတ်တာလဲ၊ယုံကြည်စိတ်ချရရဲ့လားဆိုတော့ကိုတိကျစစ်ဆေးဖို့လိုအပ်ပါတယ်။ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေကသတင်းတွေကိုပဲရယူဖို့တိုက်တွန်းလိုက်ပါတယ်။သတင်းတူတွေကိုမပြန့်ဝေခင်ဒီလိုလှုပ်ရက်ရက်ကောင်းကျိုးဆိုးကျိုးတွေကိုစဉ်းစားပြီးတော့တာဝန်ယူမှုရှိတဲ့ဆိုရှယ်မီဒီယာအသုံးပြုသူတွေဖြစ်ကြဖို့တိုက်တွန်းလိုက်ပါရစေရှင်။ဒါတော့မြစ်မကတပတ်တွင်စစ်စစ်ထားတဲ့အကြောင်းအရာတွေကိုကျမတူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါ။ ပြည်သက်တွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်တန်တရာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်စစ်ဆေးသူတွေစီကိုဒီလင်လေးကနေတဆင်ပေးပို့ကြဖို့ဖိတ်ခေါ်ပါရယ်ကြည့်ရှုခဲ့ကြတဲ့ပြည်သက်တွေအားလုံးသဘာဝပေးစစ်ပေးကနေကင်ဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်လောကမီဒီယာကိုဆက်လက်ရည်တည်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။